အားလုံးမမင်္ဂလာပါခင်ဗျာ90 ticket soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကစားကြမဲ့ Europa League ပွဲတွေတဲ့ကမှပွဲကောင်းချို့ကို preview လုပ်မှာဖြစ်ပါတယ်မနေ့ညကမှမှာ2ပွဲမှာ Frankfurt ပွဲ5ပွဲအပေါ်ကျွန်တော်ရွေးခဲ့ပါတယ် 3D ဝင်ရောမှာ3နှုတ်30 20လောက်ဆိုတော့အနှုတ်20လောက်အနှုတ်ပြတယ်နောက်ထပ်တစ်ပွဲ Betis နဲ့ Nottingham Forest ပွဲမှာ Rebated body ကျွန်တော်ရွေးခဲ့တယ်အဲ့ဒီပွဲက2-2ဆိုတော့အနှုတ်90လောက်ဖြစ်တယ်မနေ့ကလည်းအနှုတ်20အနှုတ်90ဆိုတော့နှုတ်80လောက်ထပ်ဖြစ်တယ် တော်ဒီတစ်ပတ်လုံးလုံးမှာကျွန်တော်မှပါတယ်လုံးဝအပေါင်းမပြသေးဘူးဗျာတောက်ကြနေ့မှာပေါင်း100ဖြစ်တယ်စနေနေ့မှာနှုတ်130ဒီနေ့မနေ့နေ့မှာနှုတ်200မနေ့ညကလည်းနှုတ်80ဆိုတော့ဒီ3ရက်မှာနှုတ်300လောက်ဖြစ်သွားပြီကျွန်တော်မှမာတွေကိုအပေါင်းပြသေးခြင်းပြီဗျာဒီနေ့ညတော့ကျွန်တော်အကောင်းဆုံးထပ်ပြီးတော့ကျွန်တော်ရွေးချယ်ထားပါတယ်ဒါတူရဲ့ရောင်းပွဲကတော့မနေ့ညကလုံးမအသိပေါ်ဒီအပေါင်း100ဖြစ်ခဲ့ပါတယ်ဗျာဒီနေ့ညမှာလည်းရောင်းပွဲထွက်ပါလိမ့်မယ်စိတ်ဝင်စားတဲ့သူတွေအောက်ကကောမန့်နေမှာဆက်သွယ်ရမယ့်ပါညာတွေရှိပါတယ်တွားရောက်မေးမြန်းစုံစမ်းနိုင်ပါတယ် ဘောလုံးမွဲတွေကိုအထာကြကြကလာညံတဲ့ညီကိုတွေကိုကြည့်ကျော်ခွန်ရှစ်ကိုနဲ့တွားရောက်ဆက်သွယ်ပါဗျာအပေါင်းကုံကားကိုကုံကုံသုံးကားနှစ်နှစ်လျှောက်တဲ့တဲ့ကို Viber Telegram ကနေပြီးတော့ဆက်သွယ်ပါဒါရိုက်ကြည့်ပြီးတော့ကလာရတဲ့ဤဖြစ်တဲ့အတွက်စီမင်းစည်းကမ်းတွေရှိပါလိမ့်မယ်ဟိုမလို့ရတရားမလို့ရဆိုတာမျိုးလေးတွေတော့ရှိလိမ့်မယ်ကျွန်တော်သိသလောက်မောင်းဆိုအဆ900အထိရော်တာတော့သိတယ်ဗျာကိုရဲလည်းကိုက်ညီတယ်သဘောကျတယ်ဆိုမှငွေသွင်းငွေထုတ်တဲ့စီကိုသွားပါကိုလိုက်တဲ့တာဝန်ယူပေးရမှာကနိုင်အောင်ကစားဖို့တစ်ခုပဲဖြစ်ပါတယ်။တပြားတစ်ချက်မှ မကြံအောင်ဝေထုတ်ပေးမဲ့ကိစ္စကိုကိုကြီးကျော်ကတာဝန်ယူပါလိမ့်မယ်ဗျာ Ranger နဲ့ Jam တို့ကစားကြမဲ့ဘွဲဒီဘွဲကတနအီခွဲမှာဖြစ်ပါတယ်ဒီနှစ်သင်းကိုဒီတိုင်းကြည့်လိုက်ရင် Ranger ကအဆင့်ပုံမြင့်တဲ့အသင်းလို့ထင်စရာရှိပါတယ်အဲ့လိုပဲဒီ Scotland နဲ့ Belgium Scotland လို့ပြောလိုက်တာနဲ့ Celtic တို့ Ranger တို့ကြောင့် Scotland လိတီပို့ပြီးတော့အဆင့်မြင့်မဲ့ League လို့ကျွန်တော်တို့ထင်ကြနေပြီတကယ်တော့မဟုတ်ဘူးဗျ Scotland League ဟာဒီဥရောပနိုင်ငံတွေထဲမှာ UEFA ranking သတ်မှတ်အဆင့်၁၈မှာပဲရှိပါတယ် ဘယ်ဂျန် lead ကြတော့ကျွန်တော်တို့အင်္ဂလန် Spain Italy ပြင်သစ် Germany Portugal Netherlands အဲ့ဒီထိုက်သည် lead ခုနှစ်ခုပြီးရင်နံပါတ်8နေရာမှာရှိတဲ့အဆင့်မြင့်တဲ့ lead တစ်ခုဖြစ်ပါတယ်ဗျာဒီနှစ်သင်းရဲ့ ranking တက်မှတ်ချက်ကိုကြည့်ရင် Ranger သည်ကလပ်အသင်းအဆင့်တက်မှတ်ချက်မှာ148နေရာမှာရှိပြီးတော့ Gen က67နေရာမှာပဲရှိတဲ့အသင်းဖြစ်ပါတယ် Gen သည်တနည်းအားဖြင့်အဆင့်တရာထဲမှာဝင်တဲ့အသင်းဗျာ Ranger က Champions League ရှစ်ပွဲကနေပြုတ်လာတာဗျာ သူတို့ကိုဘယ်သူဖြုတ်ခဲ့တာလဲဆိုတော့အဲ့ဒီ Belgian club ပဲ club brew ကဖြုတ်ခဲ့တာနှစ်ကြော်ပေါင်း6000တွင်ပြီးတော့ Scott whiskey တွေကိုတံပိုးမဲ့အောင်လုပ်ပစ်ခဲ့တာဒါပေမဲ့ Ranger ကိုတေချာကြည့်တော့ Ranger ဒီအဲ့ဒီ club brew ကိုချုံခဲ့တဲ့ပွဲကလွဲရင်တနေ့ပွဲတွေမှာဘာမှပြောစရာမရှိဘူးအဲ့ဒီတပေါက်ကလေးပဲသူ့မှာပြောစရာရှိတာပုံမှန်ပဲသူချီတက်နေတဲ့အသင်း Jam ကြတော့နောက်ဆုံး3ပွဲဆက်သူရလက်တွေမကောင်းဘူးကိုရီတော့သူရတယ် ဒီဘက်တပေးထားတဲ့စတဲ့ချင်းမှာ Asian Ranger တင်းကနေတရေနှုတ်20နဲ့ကိုပေါင်းချက်က3အပေါင်း45ဆိုပြီးပေးထားတယ်။အခုနေ့လည်းမြန်မာစံတော်ချင်း၄နာရီ35မိနစ်အချိန်မှာကြတော့ Body Jade ဒီချင်းပဲကိုပေါင်းချက်က3ပေါင်း80ဖြစ်လာတယ်။ဒီနေရာမှာ Jam ကအပေါ်အသင်းပြသူကကြေးကြောပေးတင်တာ။ဘာကြောင့်ဒီစကားကိုကျွန်တော်ပြောရတာလဲဆိုတော့ကျွန်တော်မှနိုင်ရှင်ပြီးပြောစရာရှိတယ်။ Jam တင်းဒီပြီးခဲ့တဲ့ Europa League ချုံထွက်ခြေစစ်ပွဲအဆင့်မှာ Ranger ထက်အဆင့်ပိုမြင့်တဲ့ Let's Poznan နဲ့သူကစားခဲ့ရတယ်။ ဲ့မှာဝေးခွဲမှာသူကစားသွားတဲ့အချိန်မှာဂျန်ကတရေနှုတ်90ဝေယောကနေတရေနှုတ်40တရေနှုတ်60အဲ့ဒီလောက်အထိကိုသူ body ချေးပေးခဲ့တာဆိုတော့ဒီနေ့ Ranger နဲ့ကစားမဲ့ပွဲမှာလည်းဂျန်ဒီချေးပေးမယ်ဆိုပေးလို့ရပါတယ်ဗျာဆိုတော့ဒီ Scotland League က Celtic ကို Ranger ရောနှစ်သင်းလုံး Europa League ကစားရမဲ့ကစားရတဲ့အချိန်မှာမင်းကြီးက Celtic တဲ့ body ချေးကြသွားတာဖြစ်တဲ့အတွက်ရောဒီနေ့ညမှာ ဂျေးပေးတင်ပေးထိုက်တဲ့အတင်းကနေဘော်ဒီဂျေးမပေးလာတဲ့အတွက်ရောကျွန်တော် Ranger အတင်းဘော်ဒီကြိုက်တယ်ဂိုးအောက်လည်းကျွန်တော်ကြိုက်တယ်နောက်ထပ်တစ်ပွဲက RB Selvet နဲ့ Porto တို့ကလာကြမယ်ဘွဲဒီဘွဲကတနအိခွဲမှာဖြစ်ပါတယ် Selvet ကအဆင့်193နေရာမှာရှိပါတယ် Porto အတင်းကအဆင့်53နေရာမှာရှိပါတယ်ဒီနှစ်အတင်းကြမှာကလပ်အတင်းအဆင့်တန်းကွာဟမှု130ကျော်အထိရှိပါတယ် အဘိဆက်ဘတ်ဒီနေရာစုံမှာတွေ့ရတဲ့အသင်းပြကျွန်တော်တို့နဲ့လုံးဝမစင်ဘူးချန်ပီယံလိဆိုလည်းသူ့ကိုတွေ့ရတာပဲယူရိုပါလိဆိုလည်းတွေ့ရတာပဲ CWC ဆိုလည်းတွေ့ရတာပဲဟိုနောက်ဆက်ဆက်ဒီနောက်ဆက်ဆက်နဲ့ခဏခဏတွေ့နေရတော့ကျွန်တော်တို့စိတ်ထဲမှာဒီအသင်းကိုတင်းကြီးလို့ကျွန်တော်တို့ထင်နေတာပြည်တွင်းဒီ Austria Bundesliga မှာလည်းနောက်ဆုံး၃ပွဲဆက်ရှင်နေဆိုးနေတယ်ဂိုးသင်းအားရှိပေမဲ့ပေးဖို့ကများတယ်ဗျ ပေါ်တိုကိုကြည့်တော့လောလောဆယ်ပေါ်တိုသင်းဒီပြည်တွင်းလိမှာကစားထားတဲ့ပွဲစဉ်၁ကနေပွဲစဉ်၆အထိ၆ပွဲဆက်တရားရခိုင်နှုံးအပြစ်နိုင်ထားတဲ့လုံးဝချုံပွဲမရှိဘူးအဲ့ဒီ၆ပွဲမှာ၅ပွဲအထိကလင်ချီရအောင်ကစားထားတယ်စပော့တင်လစ်ဘုံကိုသူတကိုးပဲပြန်ပေးခဲ့တာအဲ့ဒီပွဲတစ်ပွဲပဲပေးကိုရှိတယ်ဒါပေမဲ့ပေါ်တိုသင်းဒီအိုရပါလေဗယ်ကိုရောက်ပြီဆိုရင်ကြုံတယ်ဗျဘာဖြစ်လို့ဖြစ်မှန်းမသိဘူးအိုရပါပွဲတွေကစားတဲ့အခါပေါ်တိုကကျွန်တော်တို့အထင်ကြီးတယ်လို့မျိုးအထင်ကြီးတဲ့အဆင့်အထိကိုရောက်မလာဘူး ဒီဘက်ဆက်တဲ့ကြီးမှာပေါ်တိုသင်းကနေတရနှုတ်80ပေးတယ်ကိုပေါင်းကြီးက3ပေါင်း60အခုမြန်မာစံတော်ချိန်ညနေ9:00နာရီမှာကျတော့ဘော်ဒီကြီးဝမ်ပေါင်း90တိဖြစ်လာတယ်ကိုပေါင်းကြီးက3ပေါင်း50ဖြစ်လာတယ်ကျွန်တော်ကဒီနေ့တင်းကြောင့်အဆင့်ကွာဟကြက်ရ130လောက်တောင်ရှိနေတဲ့အတွက်ဒီဘက်မှာပေါ်တိုတို့အနိုင်သိကြတယ်ဆိုရင်သူ့ရဲ့ဘော်ဒီကြီးဝင်ရိုးဟာဝမ်ပေါင်း90ဟာအနိုင်ဆုံးရှိတဲ့လေလို့ကျွန်တော်ယူဆတယ်ဝမောင်း90ကနေပြီးဝမောင်း60ပေးလဲရတာပဲဗျာဝမောင်း90ဝင်ရိုးကိုတည်ထားပြီးဝမောင်း80အထိ85အထိပေးလဲရတာပဲ ဆိုတော့မနေ့ညကပေါ်တူဂီကလပ်စပိုတင်ဘရာဂါကြေးအောင်သွားတဲ့အဆက်ရဲ့ဒီနေ့ညမှာပေါ်တူအသင်းရဲ့ဒီဘော်ဒီကြေးကိုကျွန်တော်ပြော့တယ်လို့ယူဆတဲ့အဆက်ရဲ့အဲ့ဒီအဆက်တွေကြောင့်မယ်ဒီညမှာ separate အသင်းဘော်ဒီကျွန်တော်ကြိုက်ပါတယ်ဗျနောက်ထပ်တပွဲကစတူဂတ်နဲ့ဆက်တာဗီဂိုတို့ကစားကြမယ်ဘွဲ့ဒီဘွဲ့ကတနအိခွဲမှာဖြစ်ပါတယ်စတူဂတ်အသင်းဒီကလပ်အသင်းစင်တမတ်ချက်53ဆက်တာဗီဂိုက85ဖြစ်ပါတယ်မနေ့ညကကစားခဲ့တဲ့ပွဲတွေမှာဂျာမနီအသင်း Frankfurt ဘော်ဒီကြေးအနှုတ်20 30လောက်ဖြစ်သွားတယ် ဲ့လိုပဲစပိန်အသင်း Real Betis ကလည်း Borije အနှုတ်40 50လောက်ဖြစ်သွားတယ်ဆိုတော့စပိန်အသင်းတွေလည်း Europa League မှာကြီးမအောင်ထားသေးဘူးဂျာမနီအသင်းတွေလည်းကြီးမအောင်ထားသေးဘူးဒီပွဲမှာဘယ်သူကြီးအောင်သွားမလဲစိတ်ဝင်စားဖို့ကောင်းပါတယ် Stuttgart ကအိမ်ကွင်းမာစတာအသင်းပြကတ်နိုင်အောင်သူကစားတတ်တယ်ဒါကဒီအသင်းရဲ့ထူးခြားချက်ပဲကိုယ်တွေလည်းသူရတယ်သူ့အိမ်ကွင်းမှာဆိုပေကိုလည်းနဲအောင်ကစားတတ်တယ် ဆရာဗီကိုကြတော့ကစားထားတဲ့နောက်ဆုံးပွဲတွေမှာ11ဆရာကြီးပြနောက်ဆုံး9ပွဲဆက်ကိုတကိုးတကိုး11 11နဲ့ကြည့်သူဖြစ်ထားတာဆိုတော့ဒီပွဲရော11ရအောင်ကစားနိုင်မှမလားဒီပွဲနဲ့စတဲ့ကြီးမှာစတုဂတ်အသင်းကနေမော်ရီကျ1ပေါင်း80ပေးတယ်9ပေါင်းကျက3တီဝေယောကနေ3ပေါင်း20ပေးတယ်အခုညနေ9နာရီကျော်တဲ့အချိန်မှာလဲကျေးကတော့ DJ ပဲပြကျွန်တော်ဒီပွဲမှာတော့ Ancient Stuttgart အသင်းဘော်ဒီတကြောင်မဲ့ကြိုက်ပါတယ်အနည်းဆုံး10လောက်နဲ့တော့ Stuttgart ဒီကပ်ဖြုတ်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ် နောက်ထပ်တစ်ပွဲက Ultra Net Lion တို့ကစားကြမဲ့ပွဲတနအီခွဲပွဲပဲဖြစ်ပါတယ် Ultra အသင်းဒီအဆင့်133မှာရှိပြီးတော့ Lion အသင်းကအဆင့်30ခွန်မှာရှိပါတယ်ဗျဒီနှစ်အသင်းဒီတမန်ကြောင်းထဲမှာတော့တစ်ခါမှတွေ့ထားဖို့ခြင်းမရှိပါဘူးဒီ Netherlands Club ကရှစ်စစ်ပွဲအစောပိုင်းပွဲတွေမှာတောက်လျှောက်ကိုဂိုးပေါင်းအပေါ်တွေကစားခဲ့တယ်တောက်လျှောက်ကိုအိမ်ကွင်းအဝေးကွင်းဗိုလ်ရီကျစ်တွေအောင်ခဲ့တာရှစ်စစ်ပွဲနောက်ဆုံးအဆင့်ကြောင့်မှဗိုလ်ရီကျစ်လည်းယိုင်နေဂိုးပေါင်းကျစ်လည်းနှစ်ပွဲလုံးမှာသူဂိုးအောက်ကစားခဲ့တာ ဒီဒီချက်ထပ်ပြောရရင်ပြိုင်ပွဲစုံကစားထားတဲ့နောက်ဆုံး6ပွဲမှာ9ပွဲအထိဂိုးအောင်ကစားထားတယ်။ပြိုင်ဘက်လာယွန်အသင်းကိုကြည့်တော့လေဒီအသင်းဒီရာသီအစမှာတည်းကဟိုငွေကြေးပိုင်းဆိုင်ရာအရှုပ်ထွေးတွေကြောင့်တန်းဆင်းရမလို့တောင်ဖြစ်ခဲ့တာဗျ။တကယ်တကယ်တန်းမဆင်းရတော့ဘူးဆိုတဲ့အချိန်ကျတော့လေကစားသမားတွေကရောင်းထုတ်ပြီးလို့ကစားသမားအင်အားတော့မလုံလောက်ဖဲနဲ့သူတို့ကစားခဲ့ရတဲ့အတွက်ဒီ2025-2026ရာသီမှာလာယွန်အသင်းဒီလီဂူ1ကနေလီဂူ2ကိုသွားရောက်မဲ့အသင်းဆိုပြီးတော့ကြွန့်ကျင်သူတွေကခံမှန်းထားကြတယ်။ ါပေမဲ့တကယ်လိပွဲတွေပြန်စားတဲ့အချိန်မှာကျွန်တော်တို့ထင်တယ်လို့မဟုတ်ဘဲနဲ့လိုင်ယွန်ကရလပိုင်တော်တော်လေးကောင်းတယ်ဗျာစုစုပေါင်းပြည်တွင်းလိမှာငါးပွဲကစားပြီးပြီအဲ့ဒီငါးပွဲမှာလေးပွဲအထိအနိုင်ရခဲ့သူတို့အနိုင်ရခဲ့တဲ့အဲ့ဒီလေးပွဲလုံးမှာပေကိုတကိုးမှမရှိခဲ့ဘူးဒါကလိုင်ယွန်အသင်းရဲ့အဓိကအာသာချက်ပဲဒါပေမဲ့ဒီအသင်းကိုတခုပဲထောက်ပြီးတော့ပြောပြချင်တာကသူတို့နိုင်ရထားတဲ့လေးပွဲမှာအိမ်ပွဲမှာကစားတဲ့ပွဲ၃ပွဲပါတယ်အဝေးဝင်းမှာသွားကစားထားတဲ့နှစ်ပွဲမှာတော့တပွဲနိုင်တယ်တပွဲချုံရလက်ထွက်တာလေဆိုတော့အင်ကွင်းမဲ့ကောင်းတဲ့အသင်းမှာွာလို့ပြောမယ်ဆိုရင်တော့ပြောလို့ရတာပေါ့ဗျာ ဒီဘက်ဆက်တဲ့ကြိတ်မှာလိုင်ယွန်တင်းကလည်းတိနှုတ်80ဘော်ဒီကြိတ်တောင်ပြီးခဲ့တာဗျ။ကိုပေါင်းကြိတ်က3အပေါင်း40ပြီးခဲ့တာ။အခုပြန်မစံတော့ကြိတ်9နာရီမှာတော့လိုင်ယွန်ရဲ့ဘော်ဒီကြိတ်နည်းနည်းကျလာတယ်။တရင်နှုတ်30လောက်ဖြစ်လာတယ်။ကိုပေါင်းကြိတ်ကတော့ဒီကြိတ်ပဲ3ပေါင်း60ဖြစ်လာတယ်။ဒီဘက်မှာထူးခြားတာကဒီနှမျိုးလုံးပဲဗျ။ဘော်ဒီကြိတ်လည်းထူးခြားတယ်။လိုင်ယွန်တင်းဒီတော့တော်တော်ဘာပဲဖြစ်ဖြစ် Ultra Jet အင်ကွင်းဆွမ်းဆောင်ရည်စစ်စပွဲတွေမှာဆွမ်းဆောင်ခဲ့တဲ့အချိန်တွေရ Ranger လို့အောက်တင်းကနေပြီးတော့သူကြေကြောပြန်ပေးမယ်ဆိုရင်တော့တေနှုတ်30 20လောက်ပေးလို့ရသေးတယ် ါပေမဲ့မပေးပဲနဲ့အပေါ်တဲ့ပြက်ကစားရတဲ့လန်ယောင်ကပဲနီးမှလမ်းမှအပေါ်ကနေတရနှုတ်90ဝင်ရိုးပေးလာတယ်။နောက်ထပ်ထူးခြားတာကဂိုးပေါင်းကြီးပြ။အိရှင်နယ်သာလန်အသင်းဒီနောက်ဆုံးကစားထားတဲ့ပြိုင်ပွဲစုံ6ပွဲမှာ9ပွဲအထိဂိုးအောက်ကစားထားတယ်။အဲ့လိုပဲလန်ယောင်အသင်းကလည်းနောက်ဆုံးကစားထားတဲ့9ပွဲမှာ4ပွဲအထိဂိုးအောက်ကစားထားတယ်။အဲ့ဒီဂိုးအောက်ကစားနေတဲ့နှစ်သင်းကစားမဲ့ပွဲမှာ3လုံးရောက်ရင်တော့90ပဲပေးအောင်မယ်ဆိုတဲ့ကြေးကိုဖွင့်ထားတယ်။ကျွန်တော်ကဒီပွဲမှာ လိုင်ယွန်သင်းပေါ်လေးကြိုက်တဲ့ဂိုးပေါင်းမှာဂိုးပေါင်းအပေါ်လေးကျွန်တော်ကြိုက်ပါတယ်ဗျာလိုင်ယွန်သင်းပေါ်လေးကျွန်တော်ကြိုက်ရခြင်းအချက်ကအဆက်၂ဆက်ရှိတယ်ဗျာဒီနေ့ညမှာသူ ranking ပုံမြင့်တယ်ပုံမြင့်လို့သူကြေကျော်ပေးတယ်ဒါကနံပါတ်၁ဆက်နံပါတ်၂ဆက်ကပြင်သစ်လီဂူကနေဂျူရိုပါလိပြိုင်ပွဲကို၃သင်းဝင်ကစားခွင့်ရမင်းညကနိစ်ကစားရတယ်ဒီညမှာလိုင်လီနဲ့လိုင်ယွန်တို့ကစားရမယ်ဆိုတော့မင်းညကပွဲမှာနိစ်အသင်းဒီဘော်ဒီဂျေအိမ်ပွဲမှာပဲကြာသွားတယ်ဗျာ ဒီညကသားမဲ့နှစ်ပွဲမှာလိုင်လီကလည်းသူ့အိမ်ခွဲမှာဘရန်လိုအသင်းကိုတင်းအုပ်20 30လောက်ပေးထားတာဖြစ်တဲ့အတွက်လိုင်ယွန်လိုင်လီလည်းဘော်ရီဂျင်းမအောင်ဘူးလို့ကျွန်တော်ယူဆဆိုတော့ဒီနေ့ညမှာပြည်တိလီကူကတသင်းဘော်ရီဂျင်းအောင်မယ်ဆိုရင်အဲ့ဒီအသင်းဟာလိုင်ယွန်အသင်းပဲဖြစ်မယ်ဆိုတဲ့ယုံကြည်ချက်ကြောင့်လည်းကျွန်တော်ပါပါတယ်အဆုံးထိလိုက်ကြည့်ပေးကြရတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေအာတမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ